မင်္ဂလာပါ Theology ဒီလောက်စာရဲ့ Morning Devotion Season ကနေကြိုဆိုပါရစေ။လူတို့ကြံစည်ရမမိနိုင်နဲ့ဖခင်ခင်ထံကညင်သက်ခြင်းနဲ့ပြည့်စုံကြပါစေ။ခဏလောက်ဆုတောင်းပြီးအစာပြုကြရအောင်။ကောင်းကင်မြေကြီးရှင်ဖပါဗျာ။ကရရှင်ဒီနှလုံးသားကိုတည်တော်ဖရာဖြစ်ပါ၏။ကရရှင်ရှိတော်နဲ့ဝင်ရောက်ဝင်ရခြင်းတို့ယေရှုတင်ပါရစေ။ကရရှင်ကိုရတိုင်းဒီနေ့တနေ့တလုံးမှာလမ်းပြရပူဆောင်တော်မူပါပါဗျာ။ယေရှုတင်ရဲ့ပါတော်တော်တခင်ရှင်နာမနဲ့စာပြုပါ၏။ ်အာမင်ဒီနေ့တော့ကျွန်တော်တို့108ခုမြောက်သောစာလံအငယ်30ကနေအငယ်7ကိုဖတ်ရှုဆင်ခြင်ကြမှာဖြစ်ပါတယ်108ခုမြောက်သောစာလံအငယ်30ကနေအငယ်7အာကြီးသောမြို့ထဲသို့ငါ့ကိုအပေးသူတွင်ပေမည်နီအေဒုံပြည်သို့ငါ့ကိုအပေးသူလမ်းပြမည်နီအိုးဖျားသခင်အကျွန်ုပ်တို့ကိုဆွန့်ပစ်တော်မူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောအိုးဖျားသခင် အကျွန်ုပ်တို့ပူခြင်းနှင့်အတူ ကြွတော်မမူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောဖတ်ရှုသွားတဲ့တမန်ကျမ်းစာအပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်အပေါ်မှာရှိပါစေဒီစာလံသချင်းကိုဖတ်တဲ့အခါမှာစာလံဆရာရဲ့ဝမ်းနည်းမှုကိုရောယုံကြည်ခြင်းကိုပါတပြိုင်တည်းရောရှိပြီးတွေ့ရပါတယ်ဖျားသခင်ကသူ့ကိုစွန့်ပစ်ထားတယ်လို့ခံစားပြီးဝမ်းနည်းနေရတဲ့အချိန်မှာတော့ဖျားသခင်ပေါ်ယုံကြည်ခြင်းမပြတ်ဘဲယုံကြည်အားကိုးနေတယ်ဆိုတာကိုတွေ့ရပါတယ်ပထမတစ်ချက်အနေနဲ့ကတော့ ဇာလန်ဆရာကဒီခံစားချက်ကိုဝတ်မထားပါဘူး။စွန့်ပစ်မထားဘူးလို့ဂတိပေးထားတဲ့ထာဝရဘုရားအစဉ်အမြဲတူရှိမယ်လို့ဂတိပေးထားတဲ့ဘုရားသခင်ဖြစ်ပေမဲ့အသက်တာထဲမှာတော့အတူရှိနေခြင်းကိုဘလို့မှမခံစားရပဲစွန့်ပစ်သွားပြီ၊ဝေးသွားပြီလို့ခံစားနေရတဲ့အခြေအနေဖြစ်ပါတယ်။ကျွန်တော်တို့လည်းဒီလိုပဲခံစားနေရနိုင်ပါတယ်။အီမန်နွေလာဖုရားငါတို့နဲ့အတူရှိတော်မူသောဖုရားဆိုပေမဲ့ ဆူတောင်းတဲ့အခါမှာလဲထူးထူးခြားခြားအဖြစ်မရတာမျိုးဒုက္ခအခက်ခဲတွေမှာရောက်နေပေမဲ့ဖျားသခင်ရဲ့ထူးထူးခြားခြားကယ်မမှုမျိုးကိုမတွေ့ရတာမျိုးဖျားသခင်ရဲ့အတန်တော်ကိုလည်းဘလို့မှမကြားရတဲ့အခြေအနေမျိုးစွန့်ပစ်ခံရတယ်လို့ထင်စရာရှိတဲ့အခြေအနေမျိုးနဲ့တွေ့ကြုံရတတ်ပါတယ်ဆာလန်ဆရာလည်းတွေ့ကြုံခဲ့ရသလိုဖျားသားသမီးတိုင်းလည်းဒီလိုတွေ့ကြုံ ခံစားမိစရာရှိနေပါတယ် ဒီလိုခံစားရတဲ့အခါမှာဆာလန်ဆီယာကတော့ပေါ်တင်ပဲ"အိုးဖျားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသော ကိုတော်"ဆိုပြီးခေါ်ဝေါ်သုံးဆွဲပါတယ်။ဒါကြောင့်ဖျားသခင်က အဝေးကြီးမှာလို့ခံစားမိတဲ့အခါမှာတတိယပါ"ကျွန်တော်တို့ပဲဒီလိုခံစားရတာမဟုတ်ပါဘူး"ဖျားသခင်ရဲ့နှလုံးသားနဲ့တွေ့တဲ့ဆာလန်ဆီယာနှုတ်ကပတ်တော်ကိုမှတ်တမ်းတင်ဖို့အသုံးပြုခံရတဲ့ဆာလန်ဆီယာလည်းပဲ ကျွန်တော်တို့လို့တွေ့ကြုံ ခံစားခဲ့ရပါတယ်။ တပြိုင်တည်းမှာပဲစာလန်ဆရာကဒီလိုစွန့်ပစ်သွားပြီးအတူမရှိတော့ဘူးလို့ခံစားနေရတဲ့အချိန်မှာ သူ့ရဲ့ယုံကြည်ခြင်းကိုလည်းဖော်ပြခဲ့ပါတယ်။ဒါကတော့ကျွန်တော်တို့အတူယူတိဆောက်ရမယ့်အရာဖြစ်ပါတယ်။စာလန်ဆရာကစွန့်ပစ်ခံရတယ်လို့ဖြစ်နေတဲ့ခံစားချက်ပေါ်မှာပဲမရက်တည်ပါဘူး။ဘလို့ပြောသလဲဆိုရင်အိုဖျားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသောကိုတော်သည် ပြုတော်မူမည်မဟုတ်လော ိုးဖေယသခင်အကျွန်ုပ်တို့ဘူခြင်းနဲ့အတူကြွတော်မမူသောကိုတော်သည် ပြုတော်မူမည်မဟုတ်လောဆိုပြီးပြောပါတယ်အားကြီးတဲ့မျိုးတွေကိုကိုတော်ပို့ဆောင်ပေးမှာမဟုတ်လားကိုတော်ကူညီပေးမှာမဟုတ်လားဆိုပြီးဖေယသခင်ကိုတိုင်တယ်ပြောဆိုနေခဲ့ပါတယ်ဆွန့်ပစ်ထားတယ်အတူမရှိတော့ဘူးလို့ခံစားနေရတဲ့အချိန်မှာတော့ဆာလန်စီယာကအိုးဖေယသခင်ဆိုပြီးဖေယသခင်ဘက်ကိုလှည့်ပြီးဥတီစကားပြောနေခဲ့ပါတယ် အခုလက်ရှိအချိန်မှာစွန့်ပစ်ခံရသလိုခံစားနေရတာတော့ဖရာသခင်ကဂယုရဆိုင်နဲ့ကုညီပို့ဆောင်မယ်လို့ယုံကြည်နေတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ဒါကအတူယူတီဆောက်စရာဖြစ်ပါတယ်။အတူမရှိတော့ဘူးလို့ခံစားရတဲ့အချိန်မှာတော့ဖရာသခင်ကတကယ်တမ်းစွန့်ပစ်ထားတာမဟုတ်ဘူး။ကုညီကယ်မဖို့အစီအစဉ်ရှိနေတယ်ဆိုတာကိုယုံကြည်နေဖို့ဖြစ်ပါတယ်။တနည်းအားဖြင့်တော့ခံစားချက်အပေါ်မှာယုံကြည်ခြင်းကိုနေရာပေးဖို့ရန်ဖြစ်ပါတယ်။ ဖယားသခင်ကကျွန်တော်တို့ကိုခံစားနေသူတွေဖြစ်စေချင်တာမဟုတ်ပါဘူးယုံကြည်သူတွေဖြစ်စေချင်တာဖြစ်ပါတယ်ဒီခေါက်တော့ပြောချင်ပါတယ်ထပ်ပြီးတော့ဖယားသခင်ကကျွန်တော်တို့ကို ခံစားသူတွေဖြစ်စေချင်တာမဟုတ်ပါဘူးယုံကြည်သူတွေဖြစ်စေချင်တာပါခံစားချက်အပေါ်ယက်တီအသက်ရှင်သူဖြစ်စေချင်တာမဟုတ်ပါဘူးယုံကြည်ခြင်းအပေါ်ယက်တီအသက်ရှင်သူဖြစ်စေချင်တာဖြစ်ပါတယ်စွန့်ပစ်ထားတယ်လို့ခံစားရပေမဲ့ဘတော်မှစွန့်ပစ်မသွားဘူးလို့ယုံကြည်တဲ့သူ အတူရှိမနေဘူးလို့ခံစားရပေမဲ့ငိုင်မီအိပ်ပျော်ခြင်းမရှိတမ်းဂရုတစိုက်စောင့်ရှောက်ပြီးအတူရှိနေပေသူဖြစ်ကြောင်းယုံကြည်တဲ့သူအဲ့ဒီလိုယုံကြည်သူဖြစ်ဖို့ဘုရားသခင်အလိုရှိပါတယ်ခံစားချက်ကိုကြော်ပြီးယုံကြည်တဲ့အတိုင်းအိုးဘုရားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသော ကိုတော်သည်ပြုတော်မူမည်မဟုတ်လောဆိုပြီးဘုရားသခင်ထံယုံကြည်စွာဥတီဆူတောင်းတတ်သူဖြစ်ဖို့ဘုရားသခင်အလိုရှိပါတယ် ကျွန်တော်တို့ရဲ့ပြမမှုတွေမှားယွင်းမှုတွေအတွက် သခင်ယေရှုခရစ်တော်ကအပြစ်ကြွေးပေးဆက်ခဲ့ပြီးသားဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုအမိပြုတဲ့သူတိုင်းကိုအဖဖျားသခင်က နောက်ထပ်ဘတော်မှာစွန့်ပစ်မထားတော့ပါဘူး။စွန့်ပစ်တယ်လို့ခံစားရရင်တော့စွန့်ပစ်မထားဘူးလို့တိတိကျကျယုံကြည်ပိုင်ခွင့်ရှိပါတယ်။တန်ရှင်တော်ဝိညာဉ်တော်ပြတာပြီးပေါ်ပြပါစေ။ခဏလောက်ဆုတောင်းရအောင်။အဖဖျားယေရှုတင်တဲ့ကိုရရှင်အဖဖျားသခင် ျွန်တော်တို့ဒီလဲစာလန်ဆရာကဲ့သို့ပင်ခန်းစားချက်ပေါ်မှာယက်တီတော်သူများမဟုတ်ပဲယုံကြည်ခြင်းနဲ့ကိုရရှင်ထံအစင်မြဲတိုးဝင်တက်၍မျှော်ကြည့်တတ်သောသားသမီးများဖြစ်စီဖို့ရန်တိုး၍ဆွေခေါ်တော်မူပါယေရှုတင်လဲတပါးသောတာသခင်ရှင်နာမ၌ဆုတောင်းပါ၏ဗျာအာမင်